ဒီနေ့ကတော့အစားတိုင်းငန်းငန်းတက်ငတ်ကျန်းတဲ့လူတွေအတွက်ကမ္ဘာပေါ်မှာအထူးဆန်းဆန်းအစားတောင်း၅မျိုးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျာဗီဒီယိုလေးမတင်ဆက်ပေးခင်မှာထုံးစံတိုင်းပဲ like share follow subscribe လေးတွေကိုတင်ရှာလုပ်ခဲ့ပေးဖို့တွေတောင်းဆိုပါတယ်ခင်ဗျာနံပါတ်၁အနေနဲ့ကတော့ငှက်တိုက်ဟင်းညိုပါအရှိတောင်အာရှနဲ့အာရှဒေသမှာလူတည်များတဲ့အစားအစာတစ်မျိုးဖြစ်တဲ့ဒီဟင်းညိုရဲ့အဓိကပါဝင်ပစ္စည်းကတော့ swiftlet လို့ခေါ်တဲ့ငှက်ကလေးတွေရဲ့သတွေးနဲ့တိစောက်ထားတဲ့အတိုက်တွေပါဗျာ အဲ့ဒီတရွေရင်တွေကိုဟူမန်တွေကအတန်အရုံမမှုပဲတောင်တက်ပြီးဓားတိုက်ကြတာပါဗျာငါကလေးတွေရဲ့တရွေလူတွေရဲ့ရွှင်းနဲ့ရင်းပြီးရလာတဲ့အစားအစာမျိုးတန်ဖိုးကြီးပါတယ်ဗျာအဲညိုကီတို့လည်းဟက်ကွဲလို့ရှက်ပြဲနေမဲ့စားအာဟာရရှိမဲ့ငှက်တရွေဟင်းညိုလေးတွေရှာပြီးတောက်ကြည့်ဖို့အကြံပြုပါတယ်ဗျာနံပါတ်1ကတော့တရုတ်နိုင်ငံရဲ့အချို့ဒေသတွေမှာအထူးအားဆေးလို့တတ်မှတ်ထားတဲ့ကြွက်ဝိုင်ပဲဖြစ်ပါတယ်ဗျာ ကြွက်ဝိုင်းဆိုတာကတော့မွေးကင်းစကြွက်ကလေးတွေကိုအရှင်လက်လက်ဖမ်းပြီးဆံရက်ထက်မှာတစ်နှစ်လောက်ဆင်ထားတဲ့ဝိုင်းတစ်မျိုးပါတရုတ်ရိုးရဆေးပညာမှာတော့ဒီဝိုင်းဟာပန်းနာရင်ကျက်ယောဂါနဲ့အသက်ရှူလမ်းကြောင်းဆံရပြဿနာတွေကိုတတ်တာစေတယ်လို့ယုံကြည်ကြပါတယ်ဗျာဒါကြောင့်မို့ TikTok ပုံရင်အသက်ရှူမားနေတတ်တဲ့ညိုကီတွေအော့မေတွေရှိရင်ဒီလိုကြွက်ပေါက်လေးတွေပါတဲ့အဝါရောင်တန်းနေတဲ့ကြွက်ဝိုင်းတစ်ခွက်လောက်ကိုနေ့စဉ်တောက်တင်ပါတယ်ဗျာနံပါတ်3ကတော့တောင်ကိုရီးယားနိုင်ငံရဲ့ဂဲဘူး ဂဲဘူးဆိုတာကတော့ပင်လယ်ထဲမှာနေထိုင်တဲ့ဘိုးကောင်တစ်မျိုးပါအတရှာနာမည်ကတော့အမျိုးသားအင်္ဂါနဲ့တူလို့ Pinfish လို့လည်းခေါ်ကြပါတယ်ဗျာ။အရှင်လက်လက်ကိုလှိပြက်ပြီးစီနယ်စားတဲ့အရှင်ကြီးနဲ့တူစားကြပါတယ်ဗျာ။လက်ဆက်တဲ့ပင်လယ်စားလို့ရတာရှိပြီးနည်းနည်းလေးမွေးတယ်လို့လည်းဆိုကြပါတယ်ဗျာ။တန်ဂိုရီးယားမှာတော့ဒါဝအာသိုးစေးဖြစ်လဲမှတ်ယူစားသုံးကြပါတယ်ဗျာ။ ဒါကြောင့်မို့ကေဒရာမာကြိုက်တဲ့လူတွေဖို့အိုပါရိုငန်းရင်းနဲ့အာတိုစေးပြည့်တုစားတင်ပါတယ်ခင်ဗျာပန့်နံပါတ်၄အနေနဲ့ကတော့ကိဖီယက်လို့ခေါ်တဲ့အစားအသောက်တစ်မျိုးပါဒိမတ်နိုင်ငံဂရင်းလန်ဒေသရဲ့ကိဖီယက်ဆိုတာကတော့အော့ခ်လို့ခေါ်တဲ့ပင်လယ်ငှက်တွေကိုဖြန်တီတကောင်ရဲ့ဘိုက်ထဲအတင်းထိုးထည့်ပြီးလာပေါင်းများစွာမြေကြီးထဲမှာအပုတ်ခံအရှင်ပေါက်ထားတာပါဗျာစားတဲ့အခါမှာတော့ငှက်ရဲ့နောက်ပေါက်ကနေအရှင်ကြီးတွေကိုညှစ်ထုတ်ပြီးအရတာကန်စုတ်တောက်ကြပါတယ်ဗျအသားကတော့လုံးဝကိုပြော့ပွားပြီး အနတ်ကလည်းကဘာပြက်ကပ်ပြီးရင်တောင်မှကြံနေခဲ့မဲ့အနတ်လိုမျိုးပြင်းထန်ပါတယ်ခမနောက်ဆုံးနံပါတ်9နေရာမှာကတော့ပြင်ကူကျော်ပါဒီပြင်ကူကျော်ကတော့ကမ္ဘောဒီးယားနိုင်ငံရဲ့အထူးဟင်းလျာတစ်မျိုးပါ အစိတ်ရှိတဲ့ Trantula ပြင်ကူအကြီးစားတွေကိုဖမ်းပြီးစီစားကြက်သွင်ပြူတွေနဲ့ကြာကြာနာနာကြော်ထားတာပါစားပုသူတွေကတော့နူးညံ့ပြီးအရသာလွန်ရှိတယ်လို့ဆိုကြပါတယ်ဗျာကမ္ဘောဒီးယားမှာတော့စစ်ပီးခက်ကငတ်ပြိုးကိုကြော်လွားဖို့အတွက်ထွင်ခဲ့တဲ့အစားအစာတစ်မျိုးဖြစ်ပြီးတော့နောက်ပိုင်းမှာလူတီများလာတာပါဗျာ ညိုကီတို့လည်းဂိမ်းမဲ့ဆော့နေလို့အငတ်ဘေးကြုံနေရပြီဆိုရင်အခုပဲကြော်စားလိုက်ဖို့အကြံပြုပါရစေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုဒီမှာပြန်တွေ့ကြပါမယ်ခင်ဗျာ